လင်းလင်းလည်းဘယ်လိုပြောတာတခိုးကောင်းတာဒီခိုးထားတဲ့စံကပြန်ပြန်ပေးလိုက်တယ်တခိုးမှရတနာလို့အိမ်မော်ခေါ်တင်ထားတာတိုက်လေးပေါ့အဲ့စိုင်နေတာစာမလုပ်နဲ့ပါတိတ်တစုံတစုံဆိုတိန်းချီပေးရလေဟွန်းကက်စမီယာတွေတိန်းချီကြီးပဲအဲ့ဒါတွေ one set တွေ one set တွေကကြောက်စရာကြီးဟုတ်ကစ်တက်မပြိုင်လေးရောကစ်တက်မပြိုင်လေးပါရှင်ကြော် ျောကတော့မပြိုင်းယူလာပေးတာတကယ်အဲ့ဒီဇာတ်လေးတက်လာတဲ့အချိန်မှာကျောမန်တိုင်းအထီးမိလို့တာတကယ်ပြောတာဒါပါလဲလေအဆအဆုံးကြည့်လိုက်တဲ့အချိန်မှာလေစစောကဟိုပါလဲဟိုမရဲ့ဒီထဲမှာလေဟိုဒီ LGBT ပေါ့နော် transgender woman တွေကတယောက်ဆောင်နေတာမဟုတ်ပဲနဲ့ acting ကလေလုံးဝလေမိခင်တယောက်ပေါ့နော်အမျိုးသမီးတယောက်မိခင်တယောက်ရဲ့ မုတ်နဲ့ကိုတယောက်ဆောင်ရတာအဲ့ဒီဟာမြင်တာတကယ်စသိမ်းထားတယ်ပြီးတော့လေအရန်လဲကုန်ယူတယ်အဲပြီးတော့ဒီအတွက်လဲပေါ့နော်အဲတရားပေါ့နော်ကို LGBT အတိုင်းဝိုင်းမှာဒီလိုမျိုးတွေအရန်လဲ so proud ဖြစ်တယ်ပေါ့နော်ဟောအဲ့လိုမျိုးပေါ့နော်ကောင်းမွန်တဲ့တရားမျိုးလေးတွေဟိုဟာဖြစ်ပြတဲ့အတွက်လဲအဲတကယ်ကျေးဇူးတင်ပါတယ်လို့ဟုတ်ဒီခေကြီးမှာလဲကြောင်းမတက်လို့ဝဲမရညိပါလို့စာမတာလက်ခံစားပြီးတော့ကြိုးကြပြန်နှစ်ကုန်းရတယ်ဦးစီး 900ရောင်လို့ချမ်းသာတယ်မြဲဘသူစီတော့တော့စူးစားအရင်ပင်မမာတယ်အဲရုံထဲမှာကြည့်ကြည့်ပါစူးစူးစားထားရဲဆိုတာလေတော်တော်ကြီးကိုပင်မမာတယ်လူတယောက်ကိုလေအမုံအာဂတာဘာတော်တာမှမရှိဘဲနဲ့ဒေါသတွေဖြစ်ရတဲ့အလောက်ကလေတော်တော်ပင်မမာတယ်ပြီးလဲပြီးရောမပြီးမရိုက်ခင်လဲမောင်လေးကြောက်ထအောင်လေတောင်းမှန်နေရိုက်ပြီးလဲတောင်းမှန်နေအလိုအလိုတော်တော်ပင်မနာပဲမိုက်စားတယ်ဘယ်လိုပြောတာ လင်းလင်းလည်းဘယ်လိုပြောတာအခိုးကောင်းတာအဲ့လေလောဝါစတော့မထားဘူးကမာလို့ရမိုက်စာဆိုရင်ညမဝက်ဆိုက်အိုးယူသွားမယ်လင်းလင်းလည်းဘယ်လိုပြောတာအခိုးကောင်းတာကောင်းနေရှင်ကောင်းမလေးတည်တယ်ကိုရဒီသမီးရဲ့အဲ့ပါတိတ်တဆုံးဒါချွေတုံရီယစပွန်ဆာပေးလို့တဆုံးတဆုံးဆိုတိမ့်ချီပေးရလေအင်းကက်စမီယာတွေတိမ့်ချီကြီးပဲအဲ့ဒါတွေ171 171ကကြောက်စရာကြီး ရှင်တုံရီယာအမအကိုကျေးဇူးတင်ပါတယ်လို့ပြောရတဲ့ကတည်းတော့ချုပ်ပေးတဲ့တငယ်ချင်းပါဖက်ညင်ယူလေးကျေးဇူးတင်ပါတယ်။ကမတဝက်တော်ယူရယ်။တစ်တာလေးတစ်တွန်လေးဟာပေါက်စီကွေးလေးကျမရဲ့ကိုရကုံပေါ်မှာပြစ်သွားကုန်မွေးခဲ့တဲ့မိန်းမစာကြီးလေးသူ့ရဲ့ဒီကိစီးသေးကိစ္စတွေဟာစာအကုန်လုံးလုတ်ခဲ့ရတဲ့ပေါ့နော်။ဒါဒီဘက်ကြီးလာမှဒါမပြတော့ဟိုဘက်ကအပိုင်းကကိုမွေးစားခဲ့တယ်ဆိုတော့မှုကိုထည့်ထားခဲ့တာလေ။ကိုတမီးလေးဆိုတဲ့စိတ်ပဲ။ကိုတမီးဆိုတဲ့စိတ်ကိုကိုကိုလေမိန်းမစာလိုခံယူမထားဘဲနဲ့အဲ့လိုပေါ့။ မတ်မာတာပေါ့နော်တမီးရှင်ဆိုပြီးတော့အဲ့လိုအမကလည်းအပြင်မှာလည်းသူကသူ့ကိုယ်သူမင်းမဆာလို့မခံယူမင်းကလေးကြောက်လို့ပဲခံယူပဲဘူးရယ်လို့ခံယူဘူးရယ်လို့သူအမြဲပြောတယ်ပြရင် character တော်မှအမအမလက်ခံမှာပါပဲမင်းမဆာလက်ခံပါလားမင်းရဲ့ move ပေါ့နော်ဒီလူကခံယူချက်နဲ့တိုင်ဆိုင်ဆိုင်နေပေါ့နော်ဒီအရာတွေကပေါ့နော်တယောက်တစ်ယောက်ခံယူချက်တည်မသူပေါ့နော်အဲ့ဒီအပေါ်မှာပို့ပြီးတော့မှဟို I think ကိုပို့ပြီးဟိုကကောင်းစီရယ်လို့ထင်တယ်တော့မှာနော်ဟုတ်တယ်ဟုတ်တယ်သူကလေတပည့်သားသမီးလေးတွေကိုယ်သမီးလေးတွေကိုယ်စီမှာတင်တန်းလာတဲ့ ပဲဆိုရင်လေသူတို့အတွက်ပါကိုကစိတ်ပူပန်ပေးရတာမျိုးတွေရှိတဲ့ခါကျတော့ဒီမှုလေးရသွင်ရအောင်ကပြေးမင်္ဂလာပါတခါတနာစရာပူပူကြီးမှာအလားကြီးစွတ်ထားတာလေချွေးတွေကပြန်အတွင်းထဲမှာလေရာဘာကြီးလို့ဟာကြီးမလားပူရအောင်ပူတာစီလီကွန်ဘက်ကြီးအမလီသူ့ကိုတနာတာနောက်ဆုံးကြလေအနောက်လေးကိုဟထားလိုက်ရိုက်ခါနေမှပြီသူ့ကိုအဲ့လိုတနာသွားတာတကယ်စာလေးတွေကြည့်ပြီးတော့ပဲပြောတာပါဟုတ်တီစာလေးတွေကြည့်ပြီးပြောတာပါတကယ်ကြည့်ကြည့်ပါဦးလို့ဟုတ် စမတအားကျူးစအဲအကယ်ဒမီမမမချောက်ဟုတ်ဘူးဟမ်เออมหบดาตะมี่ออสการ์อยู่มาชอบပြောတာပါရှင်ကျွန်မတက်နိုင်တဲ့လောက်လေးပဲတရုတ်စာဘလို့အကယ်ဒမီမှမဟုတ်ပါဘူးလို့ဟုတ်ပါမယ်။ဒါပေမဲ့ချစ်တဲ့သူတွေကတော့အကယ်ဒမီပဲဆိုတာပဲနော်တရားမလျှောက်ဘူးနော်။ကိုရီးယားအစကျော်နဲ့လဲနော်။ကျော်အားပေးတာတကယ်မိုက်တယ်အရန်အဲ့တော့ အဲ့တဆင်းပါလေစုတကယ်မျက်ရည်အစ်စ်တင်နဲ့ကြာခဲ့ရတဆင်းရှိတယ်စာချုပ်ဖတ်တဲ့အဆင်းဆိုမသိသက်သူအလိုလိုဝမ်းနေပြီးတော့လေဟဲ့ငိုမိသွားတော့အံ့အောင်အံ့အော်တယ်ကွန်ပျူတာစီးမြောသွားပါဘာလဲအရန်ပေါ့ကမလေးကလည်းမေးတင်သူကလည်းမြောက်ပေးတာသူကအဲ့လိုကျူးဆိုင်ပေးတဲ့ကိုကင်တဲ့အိတ်လေးတွေကစာဝဲလာပေးတယ်အမေဒီအိတ်လေးကင်လိုက်အဲဒီဂျိုင်းအောက်မှာဟိုဆင်းရဲတဲ့အခန်းလေးမှာလေအဲ့အိတ်လေးတွေသူ့ဝဲပေးတာမင်းစာမုံးတွေလည်းဝဲလာကြွေးတယ်အဲ့လို တော်ထန်ကလည်းအဲ့လိုမုံနေအခန်းထဲမှာပါလာလားဆူလာစာအဲအဲ့လိုလင်းလေးရဆိုလဲမုံချင်းကြီးနဲ့မုံချင်းပေးဆိုတော့သူမုံနေစာကျမလို့ညာစားခဲ့ရတာအရန်ထားတာအမမပိုင်လို့ဆိုလဲအဲ့လိုကြော်တွေစားကျင်နာအဲဆိုအကြော်တွေဝယ်လာကြွေးရှာတယ်တော့နော်စားရရင်ပြောတာနော်မပိုင်တော့အရန်သဘောကောင်းတယ်အဲသူကလိုက်ခွေးမှာဆိုလို့ရှိရင်စားဖို့တောက်ကချင်းကြီးချင်းငယ်နဲ့နော်လာလို့ရှိရင်အဲ့လိုမျိုး အော်တိုဘာ၁၇ပေါ့နော်ဒီလ၁၇မြန်မာတိုင်းငမရှိတဲ့ရုပ်ရှင်တွေမှာပြတ်တပါပြီအားပေးကြပါအောင်လို့အဲခက်တဲ့မပြိုင်တဲ့ပြန်တန်းလာမှာပါလို့အဲပြီးတဲ့အခါကျကျောင်းနေကျမကိုလည်းမိတ်ကပ်တင်ငားပါအောင်လို့ကျေးဇူးပါရှင်